Hi, 皆さんこんばんは。ぬえです。私今日から N4 メナの日本語グラマー授業အကန်59ကိုဆက်ပြီးတော့ sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်။အတူတူအခုဆိုရင်ဆက်ပြီးတော့လာခဲ့ကြတာ59တောင်ရောက်လာခဲ့ပြီเนาะ။ဒါပြီးသွားလို့ရှင်တော့အတူတူနောက်ထပ်အခန်း50တခန်းမေးကြမှာတော့ရှင်။အခန်း50ပြီးသွားတဲ့အခါမှာအတူတူတင်မိထားတဲ့အချုပ်တွေ K တစုတဝီးတစုတဝီးလေးပြောထားတဲ့ဟာတွေဗတ်တီကေအချုပ်တွေကြည့်ပြီးဆောင်းမွေးအတွက်လုံးဝပြင်ပြင်ဆင်လို့ရပြီပေါ့နော်ဒါလေးကိုတော့ကျွန်တော်တခါလေးပြောပြစီနောက်ပြီးရင်ဝတ္တိရဲ့ channel ကဒီနေ့များ video တိုင်းအောင်လုပ်မသွားချင်ဘူးဆိုရင် channel လေးကို subscribe လေးလုပ် notify လေး on ထားခဲ့လို့ရပါတယ်ရှင်မြန်မာနိုင်ငံကဆိုရင်လည်း VPN လေးခန့်ကြည့်ပေးဖို့တောင်းဆိုပြစီကဲဒါဆိုရင်ဒီနေ့ရဲ့49ကိုအတူတူလေ့လာကြမယ်နော်အခန်း49 ။ဗတိရှိတို့ N4 ရဲ့နောက်ဆုံးနှက်ခမ်းဖြစ်တဲ့49နဲ့50တိအရေးပါပါတယ်။လုပ်ငန်းခွင်ဟာလုပ်ငန်းခွင်တွေမှာပေါ့နော်အထူးကတော့ကိုယ့်ထက်ယာရုကြီးတဲ့သူတွေနဲ့ဆက်ဆံတဲ့အခါယာရုကြီးတဲ့သူကိုဘယ်လိုမြင့်တင်ပြောမလဲ။ကိုကယာရုငယ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုကိုဘယ်လိုနှိမ်ချပြောမလဲဆိုတဲ့ဟာတွေကို49နဲ့50မှာတင်ရမယ်ပေါ့။အဲ့ဒီမှာဝတိရှိတို့က49ကတော့ဒါကိုယ့်ထက်ယာရုကြီးတဲ့သူတွေအသက်ကြီးတဲ့သူတွေကို မြင့်တင်ပြီးတော့ပြောတာတဖက်လူကယာရူကြီးလို့အသက်ကြီးလို့မြင့်တင်ပြီးပြောကျင်တဲ့အခါမှာသုံးနဲ့ခေလေးတင်ရမယ်အဲပုံစံသုံးခုတင်ရမယ်ပေါ့နော်ပြီးအလို့ကြည့်ရမယ်ဟာကြီးလဲပါတယ်အဲ့ဒါကြောင့်မလို့49နဲ့50တိလုပ်ငန်းခွင်မှာအသုံးဝင်လို့အရေးကြီးတဲ့ချက်စရာတွေလဲပါတယ်ဒါကြောင့်မလို့ ဒါလေးတွေဆိုရင်လည်းတခြားလေးလိုက်ပြီးတော့ message ပေးပါရယ်ပြီးရင်ဒီအခန်းနေဒီ listening တွေမှာပါချက်ပါရယ်များသောအားဖြင့် listening ရဲ့အာ monaichi ni san yon နေမှာတခုမဟုတ်တခုပါတတ်တယ်ပေါ့နော်တခုမဟုတ်တခုပါတတ်တာဖြစ်တဲ့ကြောင့်မလို့အာတခြားရတော့တခြားလေးလိုက်ပြီးတော့အတုံးတုံးလေးကြီးကစားဖတ်စီခြင်းနဲ့မှတ်စီခြင်းနဲ့ကြည်စီခြင်းပါရယ်ကြောက်ပြီပထမဦးဆုံး song cake စွန်ခဲကဝတ္တိရှိသည်ကိုထက်ယာရူးကြီးတဲ့သူအသက်ကြီးတဲ့သူတွေကိုမြင့်တင်ပြောတာအဲ့တော့ subject ကလည်းတယောက်တစ်ခုတည်းပဲပါမှာတယောက်တည်းပဲပါမှာအဲ့ဒီတယောက်တည်းသော subject ကကိုထက်ယာရူးကြီးတဲ့သူအသက်ကြီးတဲ့သူဖြစ်ရမယ်သူဒီ okay မိခင်နဲ့အတူတူပဲ ဆုံးခဲကိုဘယ်လိုပုံစံပြောင်းမလဲဆိုရင်ဥခဲမိခေနဲ့အတူတူပဲဒါကြောင့်မလို့ဝတ္တရှိဒီမှာတော့ ready နဲ့တက်ကွထပ်ပြီးတော့ form ပုံစံနေမပြောင်းပြတော့ဘူးရှေ့မှာဥခဲမိခေတုံးကအသေးစိတ်လေးပြောင်းပြပေးခဲ့တယ်ဆိုတော့လေဥခဲမိခေပြောင်းတော့ကလည်း e line ကနေ a line ပြောင်း re masket group 2ဆိုရင်လေ ra re masket group 3 ki ma ဆိုရင် ko ra re mas shi ma ဆိုရင် sa re mas ဘာကွာသွားမလဲဆိုရင်ဆုံးခဲနဲ့ဥခဲမိခေဆုံးခဲကယဉ်ကျေးတဲ့အတော့ အိုကဲမီခေကခံရတဲ့အတော့ဖောင်ပြောင်းလာခြင်းတူတယ်ဒါပေမဲ့အတိတ်ပဲမတူဘူးအိုကဲမီခေကတယောက်ယောက်စီကနေခံရတာဥပမာ ကျွန်တော်ကဆရာစီကနေအင်္ဂလိပ်စာကို သင်ပေးခြင်းခံရတာဒီမှာကျတော့ဝါဒေရှိရောကဆုံးခိမာက ဆရာကအင်္ဂလိပ်စာကို သင်ပေးပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားမှာဆရာကနောက်တစ်ခုကပါတီကယ်ဒီကွဲတယ်ဆုံးခေးမှာပါတီကယ်ဒီဝဖြစ်ပြီးတော့ okay မိခေးမှာတော့ပါတီကယ်ကနိဖြစ်တယ်ဥပမာဆရာကဒီဆုံးခေးမှာဆိုရင်ဆရာကလုတ်ပြီးတာဆိုတော့ sense ဝလို့သုံးပြီးတော့ okay မိခေးမှာဆိုရင်ဆရာစီကလုတ်တာခံရမှာမလို့ sense နိဆိုပြီးတော့သုံးတာ ဒီလိုလေးတွေ꿰ပါမယ်ဒီမှာဇင်ဝတ္တရှိ rare လေးပြထားတယ်စန်စီဝါအရှတာယာစုမာရီမတ်ဆေယာကမနဲ့ပြန်နားပါမယ်ပြန်ပြောမယ်နော်ဆွန်ခေတီရင်ကျေးတဲ့အတော့ဥခဲမိခေနဲ့ဖောင်ပြောင်းလာခြင်းအတူတူပဲဆွန်ခေကရင်ကျေးတဲ့တော့ဥခဲမိခေကခံရတဲ့တော့ဖောင်ပြားလာခြင်းဖောင်ပြောင်းလာခြင်းတူပေမဲ့စာကြောင်းထဲမှာအတိတ်ပဲမတူဘူး꿰ပြတယ်ဆွန်ခေကကိုယ့်ချက်ယာရူးကြီးတဲ့သူ လှုပ်တဲ့အကြောင်းတွေကိုမြင့်တင်ပြောတာဖြစ်ပြီးတော့ဥခဲမိခေကကိုလှုပ်ပေးခြင်းခံရတဲ့အကြောင်းတရားရောက်စီကနေလှုပ်ပေးခြင်းခံရတဲ့အကြောင်းပြောတာအဲ့ဒီကယာရူကြီးတဲ့သူလည်းဖြစ်နိုင်တယ်မကြီးတဲ့သူလည်းဖြစ်နိုင်တယ်ပါတီကေ꿰တဲ့စွန်ခေမှာပါတီကေဒီဝါဖြစ်ပြီးတော့ဥခဲမိခေမှာတော့ပါတီကေကနိဖြစ်တယ်နောက်တစ်ခုပုံစံနှစ် နောက်တစ်ခုကဝတ္တရှိတို့ကရှေ့မှာအိုတွေခေါတွေထည့်ပြီးတော့ပြောတဲ့ပုံစံနေရှေ့မှာလည်းစာဝိုက်တွေဖက်ခဲ့တော့ကအိုတွေခေါတွေပါတာသတိထားမိမယ်ထင်ပါတယ်အဲ့ဒီအိုတွေခေါတွေထည့်ပြောတာဒီဝတ္တရှိတို့ရင်ကျေးတဲ့အတုံးတုံးလေးတွေဖြစ်ပါတယ်။ဒါဆိုရင်ဘယ်နေရာမှာဘယ် buff တီရဲ့ရှေ့မှာအိုထစ်မလဲဘယ် buff တီရဲ့ရှေ့မှာ god ထစ်မလဲဆိုတဲ့ဟာတွေကိုအတ္တိရှိတို့ကဒီလိုမျိုးလေးမှတ်ကြမယ်ပေါ့။အိုတွေ god တွေက buff တီရဲ့ရှေ့မှာထဲ့တာ ဒါပေမဲ့အဲ့ဒီ buff က oh god ထဲလိုက်ပြန်ထဲလိုက်တာနဲ့ mask ဖြုတ်လိုက်တာများတယ်။ oh god ထဲပြီး mask ဖြုတ်မယ်။ဖြုတ်ပြီးနိနာရီမတ်စတာကိုခုတဲ့ site တုန်းနဲ့တွဲမှာဒီခန်းမှာတော့ oh god ဘယ်လိုနေရာတွေမှာထဲမလဲဆိုရင်ခန်းကြီးတစ်လုံးနဲ့ရှိတဲ့ buff ဆိုရင် oh ခန်းကြီးနှလုံးရှိတဲ့ buff ဆိုရင် god ဥပမာဝတ္ထရှိကနားမလည်မှာဆိုလို့ပြောပြမယ်။ခါအဲဒီမှာဆိုတဲ့ခန်းကြီးလေး ဘတ်ဖလေးပေါ့နော်ဘာတရှိဒီလိုလေးပဲအရင်ရေးလိုက်မယ်ခါအရီမတ်အင်ကိုပြန်တာသူ့ကိုဘာတရှိတော့ခန်းကြီးနဲ့ရေးတဲ့ခါမှာဒါလေးပဲဒီမှာကြည့်ကြည့်ခန်းကြီးဒီမှာဆိုဘာတရှိပြောပြမယ်ခါအရီမတ်အင်ပြန်တာခန်းကြီးနဲ့ရေးတဲ့ခါမှာခါအရီမတ်ခန်းကြီးတလုံးနေတယ်အဲ့လိုမျိုးဆိုရင်သူ့ကိုရှေ့မှာအုတ်ထဲမှာ โอคะเอริอะโลโอเทไลต่าเนนอกกะมาสจีอะมาปาลารอโอคะเอรินาร์คุมาชิมาสซาวนาตู้โอยีเดคามาดิมาจิคันจิตะลุงเนดินยีเดอะราซอยินชิมาโอเทเมโอมาชิสออชิบาซอสุผิดตอมาโอมาชิดาซอยินนอกมามาสปยုတ်ตวาบิပြောချင်တာကဘတ်တေကို ပိုလိုက်ဖောင်ပြောချင်တဲ့အခါမှာရှေ့မှာအိုတွေဂော့တွေထည့်လိုက်တယ်ကွာ ထက်ပြီးနောက်မှာ mask တွေဖြုတ်ဆိုင်ရဆိုင်ရနောက်ကတွဲမဲ့ fountain နဲ့တွဲမှာဒါကိုအိုကော့ထဲနေအရင်ပြောပြတာနောက်တစ်ခုဒီမှာ renraku shimas ကြည့်လိုက်ခန်းကြီးနှလုံး ran ကတလုံး raku ကတလုံးအဲ့လိုမျိုးဆိုရင် got ခန်းကြီးနှလုံးဆိုရင် got got renraku ဒီမှာဆိုရင်ဝတ်သက်ရှိလို့ကနောက်က noun plus shimas ကြီးမလို့ shimas like ကြီးပါဖြုတ်မှာ got ran raku ပဲအဲ့တော့ဝတ်သက်ရှိလို့တွေက ။အိုရီခေါရီထဲတဲ့အခါမှာ buff တွေကို mass ဖြုတ်တယ် non black she must တွေဖြစ်နေခဲ့ရင် she must light ကြီးဖြုတ်မယ်။ဒီမှာဆိုရင်ရှုပ်ဆဲခီ she must ခန်းကြီးနှလုံးနဲ့ရေးတယ်။အဲ့တော့သူ့ရဲ့ရှေ့မှာနှလုံးဆိုတော့ got ထဲမယ်။ got should say ki she must ပြုတ်သွားပြီ။ဒီမှာ re your she must ခန်းကြီးနှလုံးရေးတယ်။အဲ့တော့ got read ယောနောက်ကရှီမတ်အတွဲလိုက်ကြီး ပြုတ်တယ်။ပုံစံနှစ်တီအိုခေါ်ထည့်ရတဲ့ပုံစံဘလို့ထည့်မှာလဲဆိုရင် buff တရဲ့ရှေ့မှာထည့်မှာ buff တရဲ့ရှေ့မှာအိုခေါ်ထည့်လိုက်ရင်နောက်က bus က buff က must တွေပြုတ်သွားမှာအဲ့ဒီမှာအိုခေါ်ဘယ်နေရာတွေမှာထည့်မှာလဲဆိုရင်ခန်းကြီးတစ်လုံးနဲ့ဖြစ်တဲ့ buff တွေဆိုရင်အိုထည့်ပြီးတော့ခန်းကြီးနှလုံးရှိတဲ့ buff တွေဆိုရင်ခေါ်ထည့်မယ် နောက်က noun plus she must ဆိုရင်တော့ she must like ကြီးဖြုတ်မယ်။ဒါဆိုရင် oh god ten นี่ရမယ်เนาะ။အဲ့ဒါပြီးရင်ဝတ္ထုရှိတော့ဒီအခန်းမှာဆိုရင် oh god ထည့်ပြီးတော့နောက်ကတွဲတဲ့ပုံစံနှစ်ခုရှိတယ်။ ni nari master နဲ့ kuta sign နဲ့ပထမအဦးဆုံး ni nari master ကြောင့်အရင်ပြောမယ်။ ni nari master က oh god buff ကို must ဖြုတ် ni nari master လှုပ်ခဲ့တယ်လှုပ်သွားပါပြီကိုယ့်ရဲ့အထက်လူကြီးကအိုကော်ထဲမှာတော့ထက်လူကြီးကိုမြင့်တင်ပြောမှာနော်အထက်လူကြီးကိုယ့်ထက်ယာရူးကြီးတဲ့သူအသက်ရွယ်ကြီးတဲ့သူကတခုခုကိုလှုပ်ခဲ့တယ်လှုပ်ပြီးသွားပြီဆက်တပြင်အဲ့လိုမျိုးပြောခြင်းတဲ့အခါမှာအိုကော်ဘတ်မတ်ဖြုတ်နေနာရီမရှတာကိုသုံးမယ်ဒီမှာဆိုရင်ရှတ်ချောဝါအိုကာအေရီနီနာရီမရှတာအိုကာ ခါအဲဒီမတ်ဒီကိုအိုထဲလိုက်တော့မတ်ပြုတ်သွားတာအိုခါအဲဒီနိနာရီမတ်တာရှာချောကအိမ်ပြန်သွားပါပြီအိမ်ပြန်သွားခဲ့ပါပြီအိမ်ပြန်သွားပါပြီဆိုမှတော့သွားခဲ့ပြီလीနော်အဲ့တော့ဒီလိုမျိုးပြောင်းသွားတာကွာဒီလိုမျိုးတုံးတာနောက်ခူတဲ့ site ကကြတော့ကိုယ့်ရဲ့အထက်လူကြီး ရာရူးကြီးတဲ့သူတွေကိုဒီလိုမျိုးလေးလှုပ်ပေးပါခင်ဗျာအိမ်ထဲကိုကြွပါခင်ဗျာအခင်းထဲကိုဝင်ပါခင်ဗျာစသဖြင့်တခုခုလှုပ်ခိုင်းတာသူတို့အဲ့လိုမျိုးလှုပ်ခိုင်းခြင်းနဲ့အခါမှလေခူတာဆိုင်နဲ့ပဲခိုင်းပါဒါပေမဲ့ရှေ့မှာ oh god buff ကို mass ဖြုတ်ခူတာဆိုင်နဲ့ခိုင်းပါဥပမာဒီမှာဆိုရင် ran ra ku ကခန်းကြီးနှလုံးမလို့ဝတ္တရှိတို့က god လေးထည့်လိုက်တာ god ran ra ku ခူတာဆိုင်ဆက်သွဲပေးပါခင်ဗျာဒါမှမဟုတ်လို့ရှိရင်လည်း ချူဤရှိမဆိုလို့ရှင်ချူရဲ့ဤရဲ့ခန်းကြီးနှလုံးရေးရတယ်အဲ့ဒါဆိုရင်ကော့ကော့ချူဤခူတာဆိုင်တတိထားပါခင်ဗျာကတိတတိထားပေးပါခင်ဗျာဆက်သဖြင့်အဲ့လိုမျိုးလေးတွေရေးမှာပေါ့နော်တော့ဒီမှာဆိုရင်အိုကော့ထဲတဲ့ပုံစံခုနကတော့ပြောခဲ့တယ်သူတို့နဲ့တွေ့တာဒီနိနာရီမာစတာရှိမယ် ပြီးရင်ခုတည်းစိုက်ရှိမယ်။နိနာရီမစတာကတော့အဲ့ဒီအထက်လူကြီးတွေသည်လှုပ်ပြီးသွားတဲ့အကြောင်းအရာတွေလှုပ်ခဲ့တယ်လှုပ်သွားပါပြီ။ဈေးဝယ်ထွက်သွားပါပြီ။ပြန်သွားပါပြီ။အစည်းဝေးတက်ပြီးသွားပါပြီ။စသဖြင့်အဲ့လိုမျိုးအကြောင်းတွေပြောတဲ့အခါမှာတုံးပြီးတော့ခုတည်းစိုက်ကတော့သူတို့ကိုလှုပ်ခိုင်းမှာဒါပေမဲ့ရင်ရင်ကြီးကြီးခိုင်းတာကျွန်တော်ကိုကျေးဇူးပြုပြီးပြန်ဆက်သွယ်ပေးပါခင်ဗျာ။အထဲတွေကိုဝယ်ပါခင်ဗျာ။စသဖြင့်ပေါ့နော်။အဲ့လိုမျိုးလေးတွေပေါ့။နောက်ဆုံးတစ်ခု နောက်ဆုံးတစ်ခုကတော့ဝတ္တရှိတို့ကလေထက်ဆောက်ကြီးထဲမှာဇရာကြီးလိုက်ပါတယ်တတ်မှတ်စကလုံးများဆိုပြီးတော့အဲ့လိုတတ်မှတ်စကလုံးများဆိုရင်တော့ဝတ္တရှိတို့ကဒီဇရာကြီးကိုပြောတာအဲဒီဟာကြီးတည်အလွတ်ကျက်ရမှာဆွန်ခေခော့ဒီမှာဆိုရင်ဝတ္တရှိတို့ကဣခိမတ်သွားသည်ခီမတ်လာတီအီမတ်ရှိတီကိုပြောချင်တဲ့အခါမှာ အထက်လူကြီးဖြစ်နေရင်ဒါတွေမတုံးမဲနဲ့အီဒရှာအီမတ်တုံးပါ ဥပမာဆန်စီကတဏီယာယာကိုသွားတယ်လို့ပြောခြင်းနဲ့အခါမှာဆန်စီကတဏီယာကိုသွားတယ်လို့ပြောတဲ့အခါမှာ ikimas နဲ့မပြောဘူး iresha imas နဲ့ပြောမှာလာတယ်ပြောခြင်းနဲ့အခါမှာအထက်လူကြီးယာရုကြီးတဲ့သူလာတာပြောခြင်းနဲ့အခါမှာ kimas နဲ့မသုံးဘူး iresha imas နဲ့သုံးမှာအစည်းဝေးခန်းထဲမှာရှိနေပါတယ်ပြောခြင်းနဲ့အခါမှာ imas နဲ့မသုံးဘူး iresha imas နဲ့သုံးမှာနောက်တစ်ခု tabemas nomimas စားတာတောက်တာတွေကိုစုံခေခေါ်နဲ့ပြောတဲ့အခါမှာ ဝဒရှိတို့ကမေရှိအာဂါရီမတ်အဲ့တော့မေရှိအာဂါရီမတ်လို့ကြားလိုက်တာ ਨੇ တေချာတဲ့အသက်ကြီးတဲ့သူယာရူးကြီးတဲ့သူကိုမြင့်တင်ပြောနေတာလို့မှတ်နောက်တစ်ခုအီမတ်ပြောသည်ဆိုရင်အိုရှာအီမတ်ရှစ်တဲ့အီမတ်ဆိုရင်ဂေါဆွန်ဂျီတက်မီမတ်ဆိုလို့ရှိရင်ဂေါရနီနာရီမတ်ရှီမတ်ဆိုရင်နာဆိုင်မတ်ခူရမတ်ဆိုရင်ခူရဆိုင်မတ်ဒါတွေက ကိုယ့်ရဲ့အထက်လူကြီးတွေယာရူးကြီးတဲ့သူတွေကိုဒီဘတ်တွေနဲ့မတုံးမဲနဲ့စွန်ခေခော့ဆိုတဲ့မြင့်တင်တဲ့အတုံးတွေနဲ့ဒီလိုမျိုးလဲတုံးလို့ရပါသေးတယ်လို့ပြောချင်တာဥပမာရှချော်ဝဂေါ်ရူဖူအိုရှီမတ်ဆိုလို့ရှင်ရှီမတ်နေရာမှာဝါသက်ရှိတို့ကရှချော်ကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီမှာကြည့်ရှီမတ်ဆိုရင်နာဆာကြီးမှတုံးမှာအဲ့တော့ဂေါ်ရူဖူအိုရှီမတ်မတုံးတော့ဘဲနဲ့ရှချော်ဝဂေါ်ရူဖူအိုနာဆာကြီးမှဆိုပြီးတော့တုံးလိုက်မှာရှချော်ကဂေါ့ဖ်ကစားတယ် ဲ့လိုမျိုးလေးတွေကွာဒီအခန်းကဒီလိုမျိုးချက်စရာပါမယ်ဝါဒရှိကဒီမှာတော့ဒီတိုင်းလေးပဲပြောသွားတယ်အခန်း90ပြီးသွားရင်စွန်ခေခော့ရဲ့အခန်း90မှာလာတဲ့ဝါဒရှိကိုနှိမ်ချတဲ့အတုံးရယ်ကိုရှင်ပြီးတော့ချက်ပေးမယ်ဥပမာယာရူကြီးတဲ့သူကိုပြောရင်အီရရှာအီမတ်ဒီဘတ်ဒေးတွေ့ရင်ကိုကိုကိုနှိမ်ချပြီးပြောရင်ဒီဟာတုံးလို့မရတော့ဘူးဒါလည်းတုံးလို့မရတော့ဘူးနောက်တစ်ခုလာတော့မှာ ဲ့လိုမျိုးလေးအဲ့ဒါကိုထပ်ပြီးတော့တရက်တစ်သက်လုပ်ပေးမယ်အရင်ဦးဆုံးတော့ဒီ49 50ရဲ့ဒါလေးကိုဒီတိုင်းအကြံပြင်းလေးပဲဖတ်ထားမကြက်နိုင်ရင်ဖတ်ထားနာနာဖတ်ရင်ခဏခဏဖတ်ပါများရင်ရသွားမှာဒီတိုင်းကြီး ikimas kimas ima idesha imas လို့ကြက်တာထက်ခဏခဏလေးဝကြရီထဲမှာသုံးပေးတာလေးဒီ test တဲကပါတဲ့ဟာတွေကိုဖတ်ပေးတာတွေနဲ့ကိုဝတ္တရှိတော့မှတ်မိတယ်လीနော်အဲ့ဒါကြောင့်မလို့ပါကဲဒီလောက်ဆိုရင်တော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်じゃあ皆さんお疲れ様でした。またね。バイバイ。おやすみ。